ရှမ်းပြည်နယ်တိုင်းသားရဲအဝင်ကြီးဦးအောင်ကြည်ဝင်အင်းလီဒေတာကီလာကျေးရွာအတွင်းပြင်လဲထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများလှည့်လည်ကြည့်ရှုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာရှမ်းပြည်နယ်အစိုးရအဖွဲ့တိုင်းသားရဲအဝင်ကြီးဦးအောင်ကြည်ဝင်သည်ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးကျော်စွာလည်းမြန်မာနိုင်ငံအင်ဂျင်နီယာသေမတ်တာဝန်ရှိသူများနဲ့မန္တလေးငလင်တန်းပြင်းထန်စွာထိခိုက်ခံစားခဲ့ရသည့်အင်းလီဒေတာကီလာကျေးရွာအတွင်းရှိ သာသနီကအဆောက်အအုံများလူနေအိမ်များစနစ်တကျဖျက်သိမ်းခြင်းပြည်လဲတက်မှတ်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကိုမေ3ရက်နေ့နေ့ပိုင်းကကွင်းစင်းကြည့်ရှုခဲ့ပါတယ်။ဥစွာပြည်내တိုင်းသားရဲရဝင်ကြီးနှင့်အဖွဲ့သည်မွေဘွေးအထက်ကျေးရွာရွှေပြည်သာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီးကျောင်းဆောက်အုံရိုင်းနှင့်ပျက်စီးနေမှု အခြေအနေများကျောင်းဆောက်ုံရိုင်းနဲ့ပျက်စီးနေမှုအခြေအနေများယာယီကျောင်းဆောင်ဆောက်လုပ်မည့်မြေနေရာများကိုကြည့်ရှုခဲ့ပြီးပံ့ပိုးကူညီဆောင်ရွက်ပေးမည့်အခြေအနေများကိုကျောင်းနိုင်ဆရာတော်ထံတင်ပြလျှောက်ထားခဲ့ပါတယ်ထို့နောက်ပြည်내တိုင်းရင်းသားရဲ့အဝင်ကြီးနှင့်အဖွဲ့သည်ကေလာကျေးရွာဘုံတော်ကြီးကျောင်းသို့တွားရောက်ပြီးကျောင်းဆောင်ကြီးတက်မမှုလုပ်ငန်းဆောင်ရွက်ထားမှုခြေနေများကျောင်းကျန်းခံရေးအတွက်ကျွမ်းကျင်လက်သမားများဆောင်ရွက်နေမှုခြေနေများကိုကြည့်ရှုခဲ့ပါသည် ၎င်းနောက်ပြည်내တိုင်းရင်းသားရေးအဝင်ကြီးသည်ကေလာကျေးရွာတွင်ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များရှင်းလင်းဖယ်ရှားခြင်းတဲမှတ်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုခဲ့ကြောင်းနှင့်ကေလာကျေးရွာအုပ်စုတွင်ငလင်တန်ကျောက်ထိခိုက်ပျက်စီးခဲ့သည့်နေရာပေါင်း၈၈၈အိမ်ရှိသည့်အနေယနေ့ထိရှင်းလင်းဖယ်ရှားပြည့်စုံမှု၁၁၆အိမ်တဲမှတ်ပြုပြင်ပြည့်စုံမှု85အိမ် အသည့်ပြန်လဲတိဆောက်ပစ္စည်းမှုရှေ့ရင်ရှိခဲ့ပြီးကြံရှိနေသည်သည့်များကိုဆက်လက်၍အရှိန်ဟုန်မြင့်ရှင်းလင်းဖေရှားတည်မှတ်ပြုပင်ခြင်းလုပ်ငန်းများနဲ့အသည့်တိဆောက်ပေးမှုလုပ်ငန်းများကိုတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များကျွမ်းကျင်လက်သမားများလက်ဝါးဌာနရှင်များ၏လက်ဝါးများဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ